ခုကျန်ပိုင်းကတော့ကမ္ဘာဝချန်ခန်းကြီးလေးစနေလားဖြစ်ပါတယ်။ကာယီ55အငယ်1မှ15ထိုအခါယောသတိမိမိထံ၌ရှိသောသူအပေါင်းတို့ရှိတွင်အိန္ဒြေကို မချုပ်တီးနိုင်သောကြောင့်လူအပေါင်းတို့ငါထံမှ ထွက်သွားကြဟုဟိ၍မိမိဇာတိဖြစ်ကို အကိုတို့အားပြသောအခါအခြားသောသူတယောက်မျှမရှိရာ သူဒီလေကျဲသောအတန်နှင့်ငိုကြွေး၏အဂုတ်ထုလူတို့သည်နန်းတော်တိုင်အောင်ကြားကြ၏အကူတို့အားလည်းကျွန်ုပ်သည်ရောသက်ဖြစ်၏ကျွန်ုပ်အဖသည်အသက်ရှင်သေးသလောဟုဆို၏အကူတို့သည်စကားတုံ့ပြန်၍မပြောနိုင်အောင်သူရှိမှမိမောတွေ့ဝေလျက်နေကြ၏ရောသက်ကလည်းကျွန်ုပ်အနီးပါသို့လာကြပါလောဟု အကူတို့အားဆိုလျင်သူတို့သည်အနီးပါသို့ချင်းလာကြ၏ သူကလည်းကျွန်ုပ်ဒီအေဂုတုပြည်သို့ ရောက်လိုက်သောတင်တို့ညီဖြစ်ပါ၏တို့ရတွင်တင်တို့ဒီကျွန်ုပ်ကိုဤအရက်သို့ရောက်လိုက်မိသောကြောင့်စိတ်မညှိုးငယ်ကြနှင့်ကိုကိုအမျက်မထွက်ကြနှင့်အကြောင်းမူကားဘုရားသခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းဟံတင်တို့ရှေ့မှ ကျွန်ုပ်ကိုဆေလွတ်တော်မူပြီးမြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါခဲ့ပြီး လဲလုတ်ချင်းစပားရီချင်းကိုမပြူရသောနှစ်ငါးနှစ်ရှိသေး၏ဘုရားသခင်သည်တင်တို့ကိုမြေကြီးပေါ်မှကြံ့ကျွေးစေခြင်းက၎င်းကြီးစွာသောကယ်တင်ခြင်းအဖြစ်တင်တို့အသက်ကိုချမ်းသာစေခြင်းက၎င်းတင်တို့ရှေ့မှကျွန်ုပ်ကိုစေလွတ်တော်မူပြီတို့ဖြစ်၍တင်တို့သည် ကျွန်ုပ်ကိုဤရက်သို့စေလွတ်တည်မဟုတ်ဘုရားသခင်စေလွတ်တော်မူသည်ကျွန်ုပ်ကို ဖာရောဘီဤအဖအရာ၌၎င်း နန်းတော်အုပ်အရာ၌၎င်းအဲဂုတ်တုပြည်လုံးကို အုပ်ဆိုးသောတခင်အရာ၌၎င်းခန့်ထားတော်မူပြီးအလျင်မြန်ထ၍အဖထံသို့တော်ကြလော အဖအားလဲတာယောတကဘုရားသခင်သည်ကျွန်ုပ်ကိုအဲဂုတ်တုပြည်လုံးတခင်ဖြစ်စေတော်မူပြီးကျွန်ုပ်ထံသို့လာပါမဆိုင်ပါနှင့် အဖသည်ဂောရှင်အရ၌နေရမည်ကျွန်ုပ်အနားမှရှိရမည်အဖမှဆ၍တာမြေတိုးနွားနှင့် တကွာရှိသည်မျှထိုအရက်၌ကျွန်ုပ်ကြွေးမွေးပါမည်သို့မဟုတ် အဖမဆ၍အိမ်သူအိမ်သားနှင့်တကွာရှိသည်မျှတို့သည်ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်အစာခေါင်းမသောနှင့်ငါးနှစ်ရှိသေးသည်ဟု ပြောကြလောကျွန်ုပ်သည်ကိုယ်တိုင်တင်တို့နှင့်နှုတ်ဆက်သည်ကိုတင်တို့မျက်စိကျွန်ုပ်ညီဘိယံမေ မျက်စိအမြင်သာဖြစ်၏အဲဂရုပြည်၌ကျွန်ုပ်ရသော ဘုံစည်းစိမ်မှစ၍တင်တို့မြင်သမျှတို့ကိုအဖအားပြောရမည် အလင်းအမြန်ပြု၍အဖကိုဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလင်ဤဘယံမင်းလေပင်ကိုဖဲ့၍ငိုလေ၏ဘယံမင်းသည်လည်းသူဤလေပင်၌ငိုလေ၏တဖန်အကိုရှိသမျှတို့ကိုနမ်း၍သူတို့နှင့်ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏ငယ်၁၆မှ၂၈ ယောသကိုတို့သည်ရောက်လာကြပြီဟုနန်းတော်၌တည်င်းချ၍ဖာရောဘင်အဆရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ၏ဖာရောဘင်သည်လည်းယောသကိုခေါ်၍သည်ကိုတို့အားအပေတို့ပြောရမည်နည်းဟုမူကားတင်တို့သည်ဤတို့ပြုကြလော့မြဲတို့ကိုဝန်တင်၍ခန္ဓာပြည်တို့ပြန်သွားသဖြင့်တင်တို့အဖနှင့်အိမ်သူအိမ်သားတို့ကိုယူ၍ကျွန်ုပ်ထံသို့လာကြလော့ အဂဒုပီစီစဉ်ကိုငါပေး၍တင်တို့သည်မြေဩဇာကို စားရကြလိမ့်မည်အမိန်တော်ရှိသည်ဖြစ်၍ဤတို့ပြုကြလော့တင်တို့မိမများသူငယ်များဖို့အဂဒုပီတဲကလှဲတို့ကိုယူပြီးလင်အဖကိုဆောင်၍လာခဲ့ကြလော့တင်တို့အဥ္စာများကို မနှမျောကြနှင့်အဂဒုပီစီစဉ်ရှိသည်မြသည်တင်တို့အဥ္စာဖြစ်၏ဟု အမိန်တော်ရှိသည့်အတိုင်း ဤဒေလာဤသားတို့သည်ပြု၍ယောသတ်သည်လှဲတို့ကို၎င်းလန်ခီ၌စားစိများကို၎င်းပေး၏အကိုရှိသမျှတို့အားလဲအဝတ်လဲเสียဖို့ပြေး၏ဗိယမင်အားလဲငွေအကျပ်300နှင့်အဝတ်လဲเสียဖို့အဝတ်၅စုံကိုထပ်၍ပေး၏အဖအားလဲအေဂရုပြည်ကောင်းသော အရာတို့ကိုဆောင်သော မြဲ30လန်ခီ၌အဖစားเสียဖို့စပါမုတ် ခဲပွေစားပွေများကိုဆောင်သောမြဲတဆယ်ကိုပေးလိုက်၏။သင်တို့သည်လမ်း၌ရံမတွေ့ကြနေဟုမှားထားလျက်အကူတို့ကိုလွတ်လိုက်၍သူတို့သည်ထွက်သွားကြ၏။ထိုသို့အဂဒုပြည်မှထွက်သွား၍ခါနန်ပြည်အဖရာကုတ်ထံသို့ရောက်ကြနေယောသတ်သည်အသက်ရှင်သေး၏။အဂဒုပြည်လုံးကိုအုပ်ဆိုးရ၏ဟုကြားပြောကြသည်ရှိသောရာကုတ်သည်စိတ်နှလုံးလျှော့၏။ သူတို့စကားကိုမယုံနိုင်သူတို့ဒီလေရောသက်ပြောသည်မြသောစကားတို့ကိုပြန်ပြောကြ၏အဖယာကုတ်သည်မိမိစည်းစီရာဖို့ရောသက်ပေးလိုက်သောလှဲတို့ကိုမြင်သောအခါစိတ်နှလုံးအားပြည့်ပြန်၏ဤတွေလကလည်းတန်တော်ငါသားရောသက်အသက်ရှင်သေး၏ငါမတည်မီသူကိုတွား၍ကြည်မီဟုဆို၏ Okay, now 10 by my being to each other. Bye bye.